အလုံးမင်္ဂလာပါဗျာစစ်ပညာရှင်ဆရာဝန်ထံတို့လူတယောက်ရောက်လာတယ်ထိုင်မှာကော်ပီတောက်မလားမတောက်တော့ပါဘူးတောက်လာပြီပြီဒါဆိုခဏလေးကျွန်တော်ကော်ပီကြော်လိုက်အောင်မယ်ဆရာဝန်ကကော်ဖီကောက်ကိုခြင်လာပြီးသူ့ရှေ့တွင်ပြန်ထိုင်လိုက်တယ်ကဲပြောပါကျွန်တော်ဘာကူညီရမလဲကျွန်တော်မိမနဲ့ question ချင်လို့ပါဟာနေရာမလာပြီနဲ့တူတယ်ဒါလင်မယားချင်း question ပေးတဲ့နေရာမဟုတ်ဘူးဗျာ ဆရာရဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်မိမကသိစည်းနေတယ်။အဲဒါကြောင့်လာခဲ့တာပါ။ဒါကတော့နည်းနည်းဆိုင်မဲ့တင်နေ။ခမားမိမကဂလုပြစီမှုဖြစ်စေတယ်ဆိုတာကြောက်ပြနိုင်မလား။ဒီခေတ်မှာလင်ရဲ့မရရဲ့အိမ်တော်တစ်ခုထူထောင်ပြီးဆိုရင်အဲ့တူပူအမြစိတ်တက်နဲ့ဒူးဒူပေါံပတ်အလလကြမှဖြစ်မယ်ဆိုတာဆရာလက်ခံပါတယ်နော်။မှန်တာပေါ့။အိမ်တော်ကြီးမှာဒါအရေးကြီးတာပဲဗျ။ဆရာကသဘောပေါက်တယ် ကျွန်တော်ပြောတာကိုလက်ခံတယ်။ဟုတ်ပြီ။ပထမဆုံးခမည်းပါလို့တလဲဆိုတာလေးစပြောရအောင်။ကျွန်တော်ကဗန်မာအလုတ်လုပ်ပါရင်ဆရာစရင်ကင်တယောက်ပေါ့။ခမည်းဇနီးကရောဗျာ။အဲ့ဒါကိုပြောချင်တာဆရာကျွန်တော်မိမကအလုတ်မရှိဘူးအိမ်မှာပဲ။အော်ခမည်းမိမကမမမလုတ်ပဲအိမ်မှာအခန့်သားခမရရှာတွေ့တာကို ထိုင်စားနေတယ်ဆိုတော့ဟုတ်တယ်သားသမီးတွေရော ရှိသလားဗျရှိတယ်နှစ်ယောက ြောင်းနေတဲ့အရွယ်တွေရောက်နေပြီ။အိုးကလေးနှစ်ယောက်ရတဲ့အထိခမည်းမိမကဘာလို့မှမလုပ်ဘူးပေါ့။ဟုတ်တယ်ဆရာအတကူစိတ်ထဲမှာခံပြင်းနေတာ။နေအိုးခမည်းနဲ့ကလေးတွေရဲ့မနှက်စာကိုဘသူချက်ပေးလဲဗျာ။ဘသူရှိရမလဲဆရာကျွန်တော်မိမပေါ့။သူက အလုံးမှမရှိတာ။ခင်ဗျားမိမမနှက်ဆိုအရာကဘဏ္ဍနိုင်လောက်ထားတယ်လေအလုံးမရှိအကံမရှိဘူးလားဆိုတော့မနှက်ဆို၄နိုင် လောက်ဆိုနိုးနေပြီ မနက်၄နိုင်လောက်ကြီးထားပြီးတော့ဘာလုပ်တလဲစောကြည့်ကြပြီးသမင်းနဲ့ချက်တန့်စီရေးလေးလို့ပေါ်စရာလုံမမရှိတာခမင်းနဲ့ကလေးတွေကရောဘာနှနိုင်လောက်မှထားကြလဲကျွန်တော်တို့ကတော့9နိုင်ရှင်းနိုင်လောက်မှထားကြပဲကျွန်တော်ကအလုတ်သွားရမှာလေကလေးတွေကကြောင်းသွားရမှာပေါ့အင်းခမရတို့နိုးတော့နနက်စာအတင်းဖြစ်နေရောပေါ့ဖြစ်နေတာပေါ့ကျွန်တော်အလုတ်လက်မဲ့ဇနီးကြောင့် ချိန်မှန်လေးတော့နက်နက်စာစားရပါလေကလေးတီကိုရောเจ้าကိုဘသူခုတလဲဗျသူပဲလေဘာလုံးမမရှိတာဟုတ်ပြီကလေးတွေကိုចောင်းဖို့ပြီးရင်ဘလုံးမရှိတော့ရှောက်သွားနေသလားဈေးလျှောက်ဝယ်တယ်လေဈေးဝယ်ပြီးတော့ရောအလုံးမမရှိတာဆရာရဲ့အင်ပြန်လာချက်ပြုတ်ပြီးကျွန်တော်တို့ဝတ်ထားတဲ့အဝတ်တူလျှော်ဖို့အတီးတော့ခမရကအလုတ်သွားနေပြီပေါ့ ဒါနဲ့ခမညာညနေဆိုအလောက်ကနေအိမ်ကိုတန်းပြန်တာပဲလားဟုတ်ကဲ့ယုံကပြန်လာတော့ခမအိမ်မှာမလုပ်တဲ့လက်အနာယူတာဘောဆရာရဲ့တနေ့ကုန်ယုံမှာတင်မန်းလာတယ်မဟုတ်လားခမအနာယူနေတဲ့အချိန်မှာခမမိမဘာလုပ်နေတယ်လဲဗျာလုံးမမရှိတာဆရာရဲ့ညစာချက်ကလေးတွေကိုတမင်းကျွေးကျွန်တော်အတွက်ညစာပြင်ပေးကျွန်တော်တို့စားထားတဲ့ပကန်းတွေစေးကလေးတွေကိုတိုက်တအေးလုံးရှင်းဖို့ ဆရာဝန်ကကော်ပီကွက်ကိုကင်ပြီးမဆုံးတဲ့ကြိုက်ကိုမော်ချလိုက်တယ်။ခမည်းပန်မှာယာတူအတင်းတင်းရှိပုံပေါ်တယ်။ရှိပါတယ်ဆရာ။ပညာတွေလည်းတတ်မှာပေါ့။ဝယ်နှစ်ခုပါခမည်း။ခုဖြစ်နေတဲ့ပြဿနာကခမည်းပြခမည်းမိမမဟုတ်ဘူး။ယာဟုတ်တယ်။ခမည်းစိတ်မှာဖြစ်နေတာကိုပြင်ဆုံးကိုရမယ်။ခမည်းမှာယောဂဖြစ်နေတာ။တင်းတော့မှာယောဂဖြစ်နေတယ်ဟုတ်လားဆရာ။ကဲပါဦးဆရာ။ဟုတ်တယ်။ခမည်းယောဂရနေပြီ။ ဘာယောဂလဲဆရာအလုတ်ကိုအလုတ်မှမတိအောင်အတွေးတိန်တဲ့ယောဂတရားပြီးတော့ခမရမျက်လုံးမှာမကောင်းဘူးအနီးမှုံနေတယ်ခမရနောက်ပြီးခမရမှာတခုပြောင်းနေတယ်ဘာလဲဆရာကိုချင်းသာစိတ်